MSP အမေအိမ်မာနေတုန်းကဆိုချင်မွေးမိမလားလက်မွေးမိမလားယောက်ျားရတော့မပြောင်းမရဝင်းချင်းအောင်ပေါ်မိဖို့ကြောင့်ပွင့်ပွင့်နဲ့လေးလေးနဲ့ရှင်းရှင်းနဲ့ပြုတ်မယ်ဒါကြောင့်မို့ရင်ယူခြင်းပေါင်းမြန်မာစတမ်းမှာဘယ်လိုမျိုးပြောင်းဖို့ဖြစ်သွားလဲဆိုတော့ညီမတို့ဒီပေါ့နော် အာအရင်ဟော့ဖြစ်တယ်ညီမစားကအဲ့လိုကြောခါကြောညီမလည်းဒီမတန်ဆွမ်းနေမပြောင်းရအောင်ပါညာဆိုမရှိဘူးလေအရင်တော့ကလည်းဒီကိုကြီးအောင်ကိုကကသူကပြိုင်ထားတဲ့အတွေ့အကြုံရှိတာဆိုအဲ့နဲ့ညီမသူ့လည်းအားကြတယ်အဲ့လိုရှင်ပေါ့ညီမပြန်လို့ရှင်အခြားမတန်ဆွမ်းနေလေလူမျိုးပေါ့နော်ဟိုပွဲတွေထွက်ချင်းသိရှိအောင်လူတော်တို့ရဲ့အောင်ပေါ့နော်အဲ့လိုမျိုးစိတ်ဖြစ်အောင်လို့ပေါ့ ြစ်ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSP ကျမနာမည်ကမထူးထူးမှုမှာကျမကတော့ဗာနော်အခုလက်ရှိဟိုပါပေါ့အဲရွှေပြည်သားမျိုးနေမှာနေထိုင်နေပါရဲ့ရှင်ဟုတ်မြန်မာစတက်မှာဘယ်လိုမျိုးပြောင်းပွဲဖြစ်သွားရလဲဆိုတော့ညီမတို့ဒီပေါ့နော် အာအရင်ဟော့ဖြစ်တယ်ညီမစတာကအဲ့လိုကြတော့ခါကျတော့ညီမလည်းဟောသူကဖောင်ထဲမှာကျော်ဒီမတန်ဆွမ်းနေမပြောင်းရအောင်ပါညာဆိုမရှိဘူးလေအရင်တော့ကလည်းဒီဂူကြီးအောင်ကိုကကသူကပြိုင်ထားတဲ့အတွေ့အကြုံရှိတာဆိုအဲ့နဲ့ညီမသူ့လည်းအားကြတယ်အဲ့လိုရှင်ပေါ့ညီမပြန်ရောက်ရှင်အခြားမတန်ဆွမ်းနေတယ်လူမျိုးပေါ့နော်ဟောပွဲတွေထွက်ချင်းသိရှိအောင်လူတော်တို့ရဲ့အောင်ပေါ့နော်အဲ့လိုမျိုးစိတ်ဖြစ်အောင်လို့ပေါ့ညီမကဝင်ပြီးတော့ဖြေလိုက်တာဖောင်ဖြေလိုက်တာပေါ့နော်ဖောင်ပြီးတော့ခါမှသူကခေါ်ခဲ့တာဖုန်းခေါ်ခဲ့ခါကျမှအမညီမပြိုင်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာပေါ့ဟုတ် အတွေ့အကြုံကတော့ဟာပေါ့အိမ်ကနေစတော့တော့တချင်းနဲ့လေ့ကျင့်အောင်ပုံရောဒါပေမဲ့ဟိုရောက်တော့အရင်ကြောက်တာလေကိုကမို့လူတော်တော့တွားတွားဘူးတယ်ဒါပေမဲ့လို့လေအဲ့လိုမျိုး state symbol ကိုတိတ်ပြီးတော့မတက်ဘူးလေဒါမျိုးပြိုင်ပွဲအရင်ကမပြိုင်ဘူးတော့ခါကြောအော်ရှိန်တာပေါ့ဒိုင်နှစ်ယောက်ကိုလည်းရှိန်တာပေါ့အဲ့ပါအဲ့လိုမျိုးဆိုတာတချင်းစားတာတချို့လေးနည်းနည်းမေ့တာပေါ့နော်အဲ့မျိုးလေးရှိတယ်အဲ့ဒါကြောင့်ကိုယ့်ကိုပြင်ရမှာဆိုတာပေါ့နော်ဟိုတတိထားမိလာပေါ့ဟုတ်မနုံနိုတီဆိုထားတဲ့ဟွာပေါ့နော်အပြိုကြီးပဲလောက်တော့မယ်ဆိုတော့တချင်းပြန်ရတာပါရှင်ဟာ ကေပြောအောင်ဘာလို့ပြန်လာလဲတခြင်းလေးอ่ะအဲ့တခြင်းလေးကလေဟိုပါပေါ့ အာနားထဲမှာနားထောင်ရတယ်တမျိုးလေးပေါ့နော်ဟိုအရင်လေသူကဟိုဘယ်လိုပြောမလဲပော့ပုံစံမျိုးလေးတွားရဆိုတယ်ညီမအတန်နဲ့လိုက်မယ်ထင်လို့ပေါ့အဲ့လိုမျိုးယူတတ်တယ်ညီမကကျော်အရင်ကြီးအတန်ဟိုမှဟိုဆွဲဆောင်နိုင်တဲ့အထဲမှာမပါဘူးပေါ့နော်ဟိုအစွဲငင်နေမှာကျော်ညီမကကျော်တိတ်ပြောအရင်မကျွမ်းသေးဘူးပေါ့အဲ့လိုမျိုးဆိုဒီတချင်းလေးကလည်းကိုယ်နဲ့လိုက်ဖက်မယ်ထင်တယ်အဲ့လိုရှင်တိုက်လိုက်တာမှမင်းမနဲ့ပြန်လို့တွားဆိုမှာဆိုဒီနေ့လိုမှာပဲညီမအဲ့တချင်းဟိုဟာတိုက်ကြည့်လိုက်တာပေါ့အရင်တော့လည်းကြိုက်ခဲ့တယ်ဒါပေမဲ့လို့ဟိုဒီတချင်းမစိုးဘူးကိုယ်ပိုင်တချင်းတချင်းနဲ့ပဲပြန်ကြည့်မယ်ဆိုပြီးတော့နောက်ပိုင်းရတော့ကိုယ်ပိုင်တချင်းတချင်း ကျတော့ဟိုပါပေါ့နော်ဟိုဟိုတိတ်ပြောလဲမပေါက်ထားရဆိုတော့အဲ့နဲ့ဒီမှာဟိုဒီမန်နိုဆိုထားသတင်းနဲ့ကိုနေလိုက်မယ်ထင်လို့ဆိုပြီးတော့အာ ြန်လိုက်တာပေါ့ဟုတ်ဒိုင်းနေတော့ဗောနောအဲမခင်ရနာဆိုတာညီမဘောဗောဟိုမှာဗောအင်းတချင်းဆိုတာဗောဒီအတန်ကကလေးတန်ဖြစ်နေဗောနောအဲ့လိုဆိုမနနူကကျတော့အ ਨੇ ဟို happy ဖြစ်တယ်ဗောအတန်ကကျတော့အဲ့လိုဆိုကလေးတန်ဖြစ်နေဒါမှလို့ဟိုဗောအင်း तू ကမူအပြည့်စုံနဲ့ဆိုရမှာဆိုတော့ကိုကကျတော့အဲ့လိုအရန်မူဖြစ်မူနဲ့ထဲဖို့ဆိုတော့လူတွေအများကြီးဆိုရင်လည်းရှိန်သွားအဲ့မှာဟိုတချင်းကိုပဲကိုကအာယုံဆက်ရတဲ့အချိန်မှာကိုရဲ့ကိုဟန်မူရာကမလှုပ်လိုက်တဲ့အချိန်မျိုးဖြစ်သွားဗောနောအဲ့လိုမျိုးဆိုအဲ့မှာတိုက်တွန်းရတော့ 我哥喊你给我喝呢，阿婆侬，阿里面，哎、啊，好要多少块子？你这前三张没、啊下啊、我们没补呗、啊，哥阿里面少多少块子？你们、啊，哥喊老婆子，母爷老婆子没多少。 င်ကိုအောင်ကိုကတော့အများကြီးတော့ suggestion မပေးပါဘူးသူကကျော်လေဘယ်လိုမျိုးလဲကျော်သူကကျော်ဟွာတဲ့အခုလည်းမတန်ဆွမ်းတယောက်ပဲပေါ့နော်အဲ့လိုကျော်ကအဲဒါညီမတို့ကိုစ조사နေချင်တယ်တဲ့ဒီမာကဒီဒီမာမဟိုစုရမယ်လို့တော့မလုပ်နဲ့ပေါ့နော်ဟိုတခြားဒီအပြင်လောကမှာလည်းဒီအမှုပညာဆိုတာလုပ်လို့ရတာပဲအဲအမှုပညာလောကနဲ့လည်းထိုးပေါက်တော့လည်းရှိတယ်ပေါ့နော်အဲ့တော့ညီမလေး조사ပါလို့ပဲသူပြောတာပေါ့ဟုတ်အမှုပညာလည်းဝါနာပါလေအဲဒါကြောင့်ပေါ့နော်အမှုပညာကြောင့်ငယ်ငယ်လေးတော့ဝါနာပါတာအဲ့လိုမျိုးဆိုတော့ဒီ တဖက်တွေးတဖက်ကတွေးလိုက်ပြန်ရင်လည်းဒီမတန်ဆွမ်းနေတို့ကိုလည်းဒီမှာတွေးမိလိုက်တာပေါ့နော် မတန်ဆွမ်းနေဒီလိုမျိုးကိုကနေရှေ့ရှေ့ဆောင်လမ်းပြနဲ့လောပါလို့ရှင်တခြားမတန်ဆွမ်းနေတော့အော်တူတောင်ပြန်ရဲစီတာငါတို့ဆိုရှင်ဒါညီမဆိုရင်မတန်ဆွမ်းမျိုးစားရမှာနည်းနည်းတော်တော်စွတ်စွတ်ကိုဟိုစိုးရတယ်မှာပါတယ်ပေါ့နော်ကိုရင်ငါပိုင်းမှာဆိုတချို့ဆိုရင်အဲကိုရင်ငါပိုင်းမှာစိုးပဲနဲ့တောင်မှဒီလိုမျိုးလူရှိထိုးရမှာလေအဲ့လိုမျိုးစကားပြောရမှာတအားကြောက်ကြအဲ့လိုမျိုးဆိုရင်ညီမတောင်မှဟိုလူမျိုးဖြစ်ရတဲ့တောင်မှထွက်ရဲတယ်သူဘာလို့မထွက်ရဲရမှာဆိုတော့ဟွာပေါ့နော်ဒီစိတ်ခွန်အားလေးသူ့ကိုရရစီ 那个时候。 အဲညီမကတော့မွေးရပါမတန်ဆွမ်းပါဟိုပါပေါ့အဲညီမငငယ်တုန်းကဒီပုံဝင်ကြံပေါ့နော်ဒီမျိုးစွန့်ပြစ်ဖို့ပြောရပေါ့ဒါပေမဲ့လည်းအဖေနဲ့အမေနဲ့ကျေးဇူးကြောင့်ပေါ့နော်ညီမလူမျိုးလေးရည်တည်နိုင်တယ်ပညာကိုလည်းကောင်းမွန်တင်နိုင်တယ်ပေါ့နော်အာဆယ်နှစ်နဲ့အောင်နဲ့ဆယ်နှစ်အောင်နဲ့ဆိုတော့ညီမတို့ဒီမတန်ဆွမ်းအဖွဲ့စီနဲ့ထောက်ပံ့နေပဲညီမတို့အောင်နဲ့ညီမတို့အိမ်ကကျစီပွားရေးချိုးတဲ့ရေဆိုပေါ့နော်အဲလိုမျိုးဆိုတော့အာတခြားဒီအဖွဲ့မတန်ဆွမ်းအဖွဲ့စီဒီအပ်ရှင်ပေါ့ဒီအခုကလေးညီမနေတဲ့ဦးတို့ရဲ့မွေးစားအဖေနဲ့အမေနဲ့ပေါ့နော်သူတို့ရဲ့ကျေးဇူးကြောင့်ပေါ့ညီမဒီလိုမျိုးလေးနေနိုင်တာပေါ့ဟုတ်ဟုတ်ညီမကတော့ဟာ80 က်ပြီးတော့ပေါ့နော်ဒီအမှုပြင်နဲ့ပတ်သက်ပြီးတော့တချင်းပဲဆက်ဆိုသွားမယ်ပေါ့နော်ဒီမှာအခုတွေ့ရတာကကျော်ဒီမှာဒီအဲတက်တော့မှာပြန်ပြီးတော့ဖွင့်ထားတက်တော့မှာအဲတချင်းလေးပြန်ပြီးတော့အခုဟာတဲ့ကိုပေါ့နော်ခါအိုဂရီနဲ့ပြန်ဆိုဖို့အာအပြုရှင်ပေါ့နော်ဒီကြားထဲမှာကိုယ့်ရဲ့ daily life လေးပေါ့နော်သမင်းစားတာပဲဖြစ်ဖြစ်ဘာလုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးရိုက်ဖို့ရောစီစဉ်ထားကြရဒီမှရနေပါဟုတ် ဟိုတချို့လူတွေဟုတ်တယ်အဲ့လိုမျိုးပြောကြတယ်ဟိုစိတ်တက်အရန်တန်ပါတယ်ပေါ့နော်လူမျိုးဖြစ်ပြီးတော့ပေါ့အဲ့လိုမျိုးဆိုအဲညီမကဒီလိုတခြားလူတွေကိုလည်းဒါကိုယ့်ကိုကြည့်ပြီးအတူယူနေချင်တာပေါ့အတူယူနေချင်တာလည်းပါတယ်ကိုယ့်ကိုယ်ကိုလည်းအားငယ်ရလည်းပါတယ်ပေါ့အားငယ်နေလို့ရှိရင်လည်းညီမတို့ကဒါဟိုအိမ်ထဲကအိမ်ပြန်ထွက်လို့ရအောင်မို့ပြီနော်အဲ့လိုဆိုအဓိကအမေရဲ့ supporting ကောင်းလို့ပေါ့နော်အဲ့ခါကျတော့ညီမအပြင်လက်ထွက်ရဲတယ်ဟာသူများတွေကြည်မာလဲညီမမကြောက်တော့ဘူးအဲ့လိုမျိုးဆိုရတယ်ကိုကူကိုပဲယုံကြည်မှုအပြည့်ရှိတာပေါ့ စုရသည်ဖြစ်သည်မရသည်ဖြစ်စီပေါ့နော်ဒီမှာဒါအတွေ့အကြုံယူတာပေါ့အတွေ့အကြုံလည်းယူတာအဲ့ဒါဆိုရင်ဒီဘဝတူမတန်ဆွမ်းနေကိုလည်းဒီလူတော်တူရဲအောင်ပေါ့နော်ညီမအောင်မှစံပြထားပြီးတော့လုတ်လုတ်ကင်စီခြင်းနဲ့စန္ဒာလေးတစ်ခုလည်းနဲ့ညီမတို့မျိုးဝင်ပြန်လိုက်တာပေါ့နော်အဲ့တော့ခါကျော်ဒီဘဝတူမတန်ဆွမ်းနေလုံးဝအမငယ်ပါနဲ့လို့ပြောချင်ပါတယ်မြန်မာစတာပစာ